အားလုံးပဲမင်္ဂလာပါနောက်ဆုံးအခန်းပေါ့ဗျာအခန်းလေးအခန်းလေးမှာကြတော့ကျွန်တော်တို့နာပါတီရှိခဲ့ပါလားပါတီကလည်းရွေးကောက်ပွဲကိုဝင်ခဲ့ပါပြီဒီမဆက်တရားစုပြင်လို့ဒါပြောင်းစီရင်းချိုင်းညီတာက၂၀တရားစုပြင်လုံမှာနိုင်ငံတော်ကနေပြီးမှဒါစာရန်းနေတင်သွင်းနိုင်တယ်ဒီစာရန်းတွေမှတ်သားပြစ်ထားရှိမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ဒါမဖြစ်မနေအမျိုးသားရေးတာဝန်ထားဆောင်ကြရပါလား အားလုံးကြားတဲ့အခါကျတော့ကျွန်တော်တို့တင်သွင်းတဲ့စာရန်းနဲ့အဲဒီမှာဆိုရင်ကျွန်တော်ပါတီကတင်သွင်းတဲ့စာရန်းရှိမယ်ဗမော်ရိုခရိုင်ဒေတာကချမ်းနေတင်သွင်းတဲ့စာရန်းရှိမယ်နောက်ပြီးတော့ပထမကျေကရှိမီနယ်လို့ဆိုင်ရအချမ်းနေမြို့သားညီလာခံကတင်သွင်းတဲ့စာရန်းနဲ့ရှိမယ်နောက်မြန်မာပြည်မြောက်ပိုင်းကရှိမီနယ်ဒီဒေတာကချမ်းမြို့လွယ်စုများရဲ့တင်သွင်းတဲ့စာရန်းနဲ့ပါဝင်ပါတယ်အဲဒီစာရန်းတွေမှာဖတ်ကြည့်လိုက်ရင်လည်းကျွန်တော်တို့ဒီမျိုးတွေရဲ့အခွင့်အရေးတွေကိုဒါ တင်ပြထားကြတာလည်းတွေ့ရှိရမှာဖြစ်ပါနောက်လာနောက်တားလေရတယ်ဒီကိစ္စလေးဘာကြောင့်တင်တွင်းရတယ်ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာလေးကိုလည်းဒါကြံလေပြီးမှဖတ်ချုပ်ပြီးမှစဉ်းစားသုံးသပ်စီစဉ်ပါတယ်ချိုချက်များဆိုရင်လည်းဖတ်ချုပ်ပြီးရင်လည်းကျွန်တော်နဲ့လည်းဒါလိုက်ဆွေးနွေးလို့ရပါတယ် online ပေါ်ကနေလည်းဆွေးနွေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုလည်းအမှားစကားပါခြင်းပါတယ်အဓိကတော့ဒီစာသားမှာဆိုရင်လည်းစာသားလိုက်မပါမဖြစ်ကတော့ပြောခဲ့ကြတဲ့စာသားတွေအကုန်လုံးမှာချုပ်လိုက်ရင်တူညီတာတစ်ချက်ကတော့ ကရရဲ့လူမဆန်စွာရက်ဆက်မှုတွေကိုအသီးသီးပြင်နာခဲ့ကြပါတယ်။ဒါနဲ့စာနာထဲမှာထည့်သွင်းရခြင်းအကြောင်းရင်းကကျွန်တော်တို့နေအနေနဲ့လောက်ကြံလို့မရပါဘူး။တက်တီထောက်ထားနေနဲ့ဒါတင်သွင်းရတာဖြစ်ပါတယ်။ကျွန်တော်မှတ်တမ်းရနေနဲ့သူတို့လူမဆန်စွာဘာကြောင့်လုပ်ခဲ့ကြတာလဲ။အကြမ်းဖက်မှုကိုဘာကြောင့်လုပ်တာလဲ။ကျွန်တော်တို့တွေအမျိုးမျိုးတုံ့တပ်ပါတယ်။တုံ့တပ်ကြည့်တဲ့အခါမှာအချင်းလူမျိုးတွေကသူတို့မပိုင်ဆိုင်အပ်တဲ့အရာကိုအရှင်ပြည်တယ်လို့တမန်ထားပြီးမှ လူငယ်လူရွယ်တွေကိုတမိုင်းမားလေးတင်ပေးခဲ့တယ်။ဒါတမိုင်းမားလေးတင်ပေးခဲ့တယ်။တမိုင်းမားလေးတင်ပေးခဲ့ပြီးမှဒါလူမျိုးရေးမုန်းတီအောင်လုပ်တယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်ပါတယ်။အဓိကတော့ဒီအရှင်မျိုးတို့ပြောရတာတော့ဒါလူမျိုးစုအလုံးပါပါတယ်။သူ့ကိုကြီးရတာပေါ့ဗျာ။အဓိက KIA ကိုပြောချင်တာပါ။ KIA ကအမုန်းတရားများများရိုက်ပြင်းပြီးမှလူငယ်လူရွယ်တွေကဒီအမုန်းတရားကြောင့်မို့တတ်ရဲဖြတ်ရဲတဲ့စိတ်ဓာတ်တွေကိုရိုက်ကျွမ်းတာဖြစ်ပါတယ်။အဲ့ဒါကကျွန်တော်တို့ ဒီမိုကရေစီနဲ့ဖဲစနစ်ကိုတွားမယ်ဆိုရင်လုံးဝဆန်းကျင်ဘက်ကိုဖြစ်ပါရဆိုတဲ့အကြောင်းလေးပေါ့နော်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ထပ်ဆက်ပြောလိုပါတယ်အဲ့ဒီထဲမှာရေးသားတဲ့အူညီချက်တွေအကုန်လုံးကကျွန်တော်တို့ဒါကိုပြောနေပါတယ်ဆိုတဲ့ကိစ္စလေးကို KIA အနေနဲ့လည်းငါလူရကမာရာမန္တရာဆိုပြန်စဉ်းစားကြည့်ပါကျွန်တော်တို့အနေနဲ့အိမ်မှာအိမ်တိုင်းအိမ်မှာမိသားစုစုရှိမယ်ဒီမြေကအမြဲတမ်းရိုက်နေကြမယ်ဆိုရင်တော့တာမီးတွေစိတ်ဆင်းရပါတယ် ဒီအရေးစီးပွားရေးလည်းမဖြစ်ပါဘူးဒီအရေးပြည်ရေးလည်းမဖြစ်ပါဘူးစီးပွားရေးရတဲ့ဇာဇာဆုပ်လာလာပါလိမ့်မယ်မိသားစုစိတ်ထားနဲ့ထားတဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနယ်လူပြည်နယ်သားအားလုံးကိုကျွန်တော်ဒါအမုန်းတရားတွေမြတ်တွင်ပေးဖို့ကျွန်တော်အနေနဲ့မြစ်တရားခံပါတယ်ဒါ၂၀တရားစုပြင်လုံးငါကျွန်တော်တင်တွင်းတဲ့စာသားတွေကိုကျွန်တော်ခြုံငုံမိမှပြန်ပြောပြတာဖြစ်ပါတယ်တိုင်းနာချင်းချင်းချစ်စစ်ခင်ခင်နေကြမယ်ဆိုရင် နက်နက်ခိုင်ချုပ်ငင်းဖို့အများလိုပါပါတယ်နက်နက်ခိုင်နားတဲ့ဆိုရင်လဲဒီလူမျိုးစုဒီဒေတာအကျိုးကိုဆောင်ရွက်ကောက်ွယ်ပေးတဲ့အဖွဲ့အစည်းပဲဖြစ်ရပါတယ်ဒီဒေတာမှာနေထိုင်တဲ့လူမျိုးစုတွေနဲ့ဒီဒေတာတွေကဒီဒေတာရဲ့အကျိုးစီးပွားအလုံးကိုကုတ်ကွေးဆုပ်တဲ့နက်နက်ခိုင်အဖွဲ့အစည်းတော့မဖြစ်စေချင်ပါဘူးဆိုတော့အကြောင်းလေးကိုအာကျွန်တော်စာအုပ်ပါအကြောင်းအရာလေးတုံးတရင်နဲ့ကျွန်တော်အနေနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်